အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒါလက်ရှိ Champion လည်းဖြစ်တဲ့ဘူဆွဲဖို့ရေပန်းစားတဲ့ Paris Saint-Germain ကို Vincent Company ရဲ့ Bayern Munich ကတကယ်ကို impressive ဖြစ်တဲ့ performance နဲ့နိုင်သွားတယ်ဆိုတော့ဒီနေ့ပွဲမှာသူနှစ်ပိုင်း performance ပေါ့လေပထမပိုင်းတစ်ပိုင်းကတကယ် proper attacking performance ဖြစ်တဲ့ ဒုတိယပိုင်းကတော့ proper defensive performance ဖြစ်တယ်။ပိုင်ကဒီပွဲမနိုင်ခင်မှာ15ပွဲဆက်တိုက်ပြန်ပွဲစုံမှာနိုင်တယ်။ Bundesliga မှာ9ပွဲနိုင်တယ်၊ Champions League မှာ3ပွဲ၊နောက် Super Cup မှာ2ပွဲနဲ့ German Pokal မှာ2ပွဲတူတူစုစုပေါင်းသူတို့15ပွဲဆက်တိုက်နိုင်ထားတယ်။ဆိုတော့သူတို့23ပွဲဆက်ဆိုင်ကျင်ကသူတို့တင်ထားတဲ့ဆိုင်ကျင်အဲ့ဆိုင်ကျင်တို့က knee threat နီးလာတဲ့အချိန်မှာ PSG အသင်းကဒီနေ့ ဘိုင်မြူးနစ်အသင်းကိုမရှင်နိုင်တော့မဟုတ်ဘူးသူတို့ကောင်းတယ်ဒါပေမဲ့ပထမပိုင်းမှာလုံးဝကိုသူတို့ရဲ့ individual အမားတွေရဲ့နောက်တစ်ခုကဘိုင်ရဲ့တိုက်စစ်ကအလီစီရဲ့ကိန်းရဲ့လူးဝီစီရဲ့အထူးသဖြင့်လူးဝီဒီစ်ကတော်တော်ကောင်းတယ်သူတော်တော်ကန်ဆိုးလို့သူထုတ်ခံရတယ်ထုတ်ခံတယ်ဆိုတာလည်းအမှန်တိုင်းပြောရင်တော့ဟာကီမီကိုသူခြေထောက်နဲ့ညှက်လိုက်တဲ့အခါမှာအရှင်များသွားတဲ့အခါဟာကီမီကပြင်းပြင်းထန်ထန်ရရသွားတော့ အစားတော့တိုင်းကြီးကအဝါပဲပြရတယ်ဒါပေမဲ့ဟာကီမီရဲ့ reaction ကိုကြည့်တဲ့အခါမှာဒီ challenge ကပြင်းတယ်ဆိုပြီးတော့ VAR ကယူဆတဲ့အတွက်ကြောင့် သူ့ကိုဗီယာပြန်ကြည့်တဲ့အခါမှာလူ ਈ စီယက်ကဒီနေ့ပွဲမှာ twin goal တွေ twin ထားပါရင်နဲ့ပထမပိုင်းပြီးပြီးကန်ဒီမှာထောက်ခံရတယ်ဆိုတော့ပထမပိုင်း၄မိနစ်မှာတကူ twin နဲ့ကိုသမဘောင်းဖြစ်လို့ပြန်ထွက်လာတာကိုသူကန်သွားပြီးတော့ဒါ32မိနစ်မှာဒါမာကင်းညိုရဲ့အမားပေါ့လေမာကင်းညိုဘလုံးကန်ထားတာကြာလုံးတာကိုသူဖြတ်လုပြီးတော့ twin သွားတယ်ဒီနေ့ဘိုင်းမြူနစ်ကိုသမမန်ဝင်တော့ရတော်တော်လေးကောင်းတယ်လို့ပြောရမှာမန်နော်ရလည်းစိတ်စီအများကြီးပဲဒါပေမဲ့ ဘိုင်ယန်ရဲ့တယောက်ရုပ်ကစားတဲ့ resilient ရဲ့ defensive shape ရဲ့ဒုတိယပိုင်းကစားတဲ့ကစားပေါ်နူမန်ဒက်စ်ကကမ္ဘာအကောင်ဆုံး wingers တွေတောင်ပန်တွေ full back တွေကိုကောင်းကောင်းထိန်းချုပ်ပြီးမှဒီနေ့မိတ်ရှိကစားတဲ့ line မကိုသူထင်သလောက်မကြုံနိုင်ဘူး surprise နေနော် line မဆိုတာဒါသူ right back လည်းကောင်းကောင်းဟုတ်တာပေါ့ဒါပေမဲ့အဲ့ line မကို Fernandez ဒီ Nuno Mendes ကလုံးဝကြော်ဖို့ခတ်တယ်မကြုံမှုကြော်တယ်ဗျာသူစိတ်ကြိုက်လို့လို့မရဘူး Bayern Munich defense ကလည်း Jonathan Tah ရောတစ်ဖက်က ဒီဥပမခါလို့ရောတော်တော်လေးငြိမ့်နေအိုက်ခန်းစင်းနှစ်ယောက်ကတော်တော်ကိုငြိမ့်တဲ့အခါမှာပြေးရှိမှာအဖြေမရှိဘူးကွင်းလေကဗတင်ညာရဲ့ဇိုင်ရာအမ်မရီရဲ့ဖာဗီယန်ရစ်ကအဖြေမရှိဘူးနောက်ဂျိုင်နော့ဗစ်ဝင်လာတဲ့ဒါအိုက်ချိန်မှာဒါပေမဲ့ပထမပိုင်းမှာဘိုင်မြူနစ်အသင်းကပွဲစားတဲ့ကဂိုးတွေတွင်းထားတဲ့ချိန်မှာဥစပါနေဒမ်ဘေးလီလုံးပြန်သွင်းတယ်ဒါပေမဲ့ ကန်ဆိုးသွားတယ်ပဲ offside ဖြစ်သွားတယ်အဲ့ကနေစပြီးတော့သူ injury ဖြစ်သွားတယ်ဒမ်ဘေးလီအစားဒါဘယ်လိုပြောမလဲဘိုင်ဒီ PSG ကလူစားလဲရပြီးတော့ league count ဝင်ဝင်တယ်အဲ့မှာပဲဒီဘယ်လိုပြောမလဲဟာကီမီကလည်းပထမပိုင်းပီကနီမှာထန်ရသွားတော့ဒါဘယ်လိုပြောမလဲဆန်နီဒါမာယူလူဆိုတဲ့ကစားသမားလေးဝင်သွားတယ်ဆို PSG အတွက်ကနည်းနည်းတော့ကန်ဆိုးသွားတာပေါ့လေတကယ်အရေးပါတဲ့ဒီလက်ရှိသူတို့ရဲ့အကောင်းဆုံးကစားသမားဖြစ်တဲ့ဒမ်ဘေးလီလည်း injury ဖြစ်တယ်ဖူဘက်က ဟာကီမီအင်ဂျူရီဖြစ်ချင်းမှာတနေ့တော့အာယူရောသွားတယ်။ဘိုင်မြူနစ်ကပထမပိုင်းမှာလူစီရဲ့ထုတ်ခံလိုက်ရပေမဲ့အဲ့နှစ်ကူကသူတို့တော့တော်တော်လေးလုံလောက်တဲ့ကူရှင်ပဲ။ဒုတိယပိုင်းတစ်ပိုင်းလုံးအိုးပေါက်က PSG ပဲ။ဒါပေမဲ့ PSG idea ဘာမှမရှိဘူး။အစိုးရတဲ့ကဂွန်ဂျာလိုရမ်ဘုစ်ကိုသူတို့ထည့်ပြီးတော့80 60 80 85လောက်တည်းထည့်ရ။80လောက်တည်းထုံထောင်စမ်း cross တွေအခုကဘောလုံးထောင်လိုက်တဲ့အခါတိုင်းမှာ Paris Saint-Germain ရဲ့ cross တွေအားလုံးဟာ ခေါင်းပေါ်မှာရှင်းရှင်းမရှင်းရင်ကြော်သွားတာနဲ့ကိုယ်ကမှမိသွားတာနဲ့ဒါပဲပြည့်ရှိဘာဖြေးမှမရှိဘူးကျွန်တော်တို့ virus carrier ကလည်းအတိုးလှုပ်လေးတွေနဲ့ဝင်တော့ဝင်တာပဲဒီနေ့ဘာကိုလာလဲညံ့နေနောက်ဓာမေးလေး injury ဖြစ်တယ်ဟိုဘက်က virus carrier တယောက်ပဲလုတ်တက်ကင်တက်တယ်ဒါပေမဲ့အဲ့ဘေဘချမ်းမှာသူနဲ့နူနူမန်တက်စ်ကထင်တဲ့လောက်ကိုမလွတ်ဘူးဘာလို့ line မတော်တော်လေးကောင်းတယ် အာပါရစင်ဂျာမင်းရဲ့ဂူရနိုင်မဲ့လမ်းကြောင်းတွေအကုန်လုံးကိုဘိုင်ယန်ကပိတ်ထားတယ်။သူတို့ပထမပိုင်းမှာနှစ်ဂူရတယ်။ကန်ဆိုးပြီးတော့သူတို့လူစီယက်ထုတ်ခံရတယ်။လူစီယက်ကဒီတိုက်ရဲ့အနီးဖြစ်တဲ့ကြောင့်သူနှစ်ပွဲပဲခံရတော့သူကရှေ့တစ်ပတ်ချန်ပီယံလိရဲ့တပတ်ကျော်အမ်ရီမှာသွားကံမဲ့ချန်ပီယံလိအာဆင်နယ်နဲ့ပွဲပါသူလွဲချော်တဲ့အခါမှာဘိုင်ယန်တွက်တော့တော်လေးနစ်လာတယ်။ So Paris Saint-Germain ရဲ့ reality challenge လို့ပြောဖို့တော့ခက်တယ်ဗျာ။သူတို့အဓိကဒူရီလည်းမရှိဘူး၊ဒမ်ဘေးလေးလည်းမရှိဘူး၊ဟာကီမီလည်းနာသွားအခါမှာသူတို့ အကောင်းဆုံးမကစားနိုင်ခဲ့ဘူးပေါ့လေဒီနေ့ဘောလုံးတွေကင်ထားတယ်ဦးတယောက်ရုပ်တဲ့အချိန်ပထမပိုင်းမှာဘိုင်းမြူနီရဲ့ attacking attractive football တွေ့ရတယ်သူတို့ရဲ့ကစားပုံတိုက်စစ်ကတော်တော်ကိုအားရတယ် pressure ပေးနိုင်တယ်အမားတွေကိုတောက်လျှောက်လိုက်ထောက်နေပြီးကစားတာဒါပေမဲ့ဒုတိယပိုင်းကသူ DS ထုတ်ခံပြီးတဲ့အချိန်မှာခန်းစစ်ကလုံးဝရှိတ်ပြောင်းသွားတယ်အဲ့ခန်းစစ်ကိုပဲလုံးဝပုံမပြတ်ဘဲနဲ့ကစားသွားတယ် တင်သမျှခေါင်းမိုးတိုင်းကဥပမခါနိုးနဲ့ဂျိုနသန်ထာတိုင်ခံရှင်းနေပြီးတော့ဒီဘက်ကဂျိုယိုဇက်စတန်လက်စ်စ်နဲ့ဒီဘက်ကလိုင်းမာတကယ်ဆိုရင်အဲ့ဖူဘန်နှစ်ယောက်ကဘိုင်ယန်ဖတ်ထရိုက်လည်းမဟုတ်ဘူးဒါပေမဲ့သူတို့မှာရွေးချယ်စရာမရှိဘူးဒီလူနဲ့ဂုံရအောင်ချက်တဲ့ဒါပါရစင်ဂျမင်ကဒုတိယပိုင်းမှာတောက်လျှောက်တိုက်တယ်ဂျောနေဗက်စ်တလုံးပြန်သွင်းတယ်ဒါပေမဲ့အဲ့ဒါအလွယ်နောက်ပိုင်းမှာဘာမှမလုပ်ပြနိုင်ဘူး PSG ရဲ့မကြောမှုကြစ်လင်မှုတယောက်တာနေသည့်တိုင်အောင်ဘိုင်မြူနစ်ကလုံးဝကိုအကောင်းဆုံးတုံ့ပြန်တယ်ဒီအသည်မှာ Vincent Company တို့ကတကယ် impressive performance ဖြစ်တယ်။ဒါ Champion League မှာဆိုလဲအခု၄ပွဲဆက် back to back ၄ပွဲဆက်နိုင်လို့ PSG ကအရှိက Atlanta တို့ Bayer Leverkusen တို့နောက်တစ်ဖက်က Barcelona တို့ကိုအနိုင်ရထားပြီးတော့မှအိမ်ကွင်းမှာ Bayern ကိုရှုံးတယ်။ Bayern Munich က2-1နဲ့နိုင်သွားတဲ့ရလဒ်ရဲ့နောက်ဆက်တွဲမှာ defensive ပိုင်းကောင်းတယ်ကိုသမမန်ဝင်တော်ရတော်တော်လေးကောင်းတယ်ကွင်းလေက Kimish အပါဝင်စာချင်နေပြီလက်ကန်ဆွတ်နော်သူတလုံးပိုင်းကန်တာတို့ဘိုင်ယန်ရဲ့4231ရှိတ်တော်တော်လေးအလုပ်ဖြစ်ပြီးတော့အခုလက်ရှိမှာကုမ္ပဏီက Bundesliga မှာ6ပွဲဆက်နိုင်ပြီးတော့ပြိုင်ပွဲဆုံးမှာတူတယ်ဒါ16ပွဲဆက်တိုက်နိုင်တယ်အဲ့16ပွဲကတော်တော်လေးတော့သူတို့ကိုယ်တိုင်တင်ထားတဲ့23ပွဲဆန်ကျင်ကိုပြီးဖို့တိတ်မခတ်ဘူးဒါပေမဲ့ဘိုင်မြူးနစ်အသင်းရဲ့ တကယ် performance နှစ်ပိုင်းကိုတွေးရတဲ့အချိန်မှာ PSG ကဒုတိယပိုင်းမှာဘလုံးတွေပဲကင်ထားပြီးထူးခြားဘာမလို့ area တွေ cross ထောင်တာပဲရှိတယ်။သုံးသပ်မှာ Luis Enrique တခုခုတော့တခုခု something ရသွားနိုင်တဲ့ပွဲဖြစ်ပြီးတော့ Bayern ကတယောက်ရော့သည့်တိုင်အောင်အဝေးကွင်းမှာ title တန်နဲ့အနိုင်ရရှိခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်။